စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အာရခတပ်တော် A ထိမ့်ချုပ်ထားတဲ့ပေါတောမြို့နယ်ကအရက်သား6ဦးထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ဒီပစ်ခတ်မှုကိုစစ်ကောင်စီလက်အောက်ခံဖြစ်တဲ့စစ်တွေမြို့အခြေဆိုင် အမတ်စနစ်ရဲတပ်ရင်းကနေပစ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပြည်ခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့နေ့လယ်12နာရီခွဲလောက်မှာစစ်တွေကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာပေါတော်မြူနယ်တဲကတရွေကျေးရွာနဲ့ငပြည်ကျွန်းကျေးရွာတွေထဲကိုကြားရောက်ပောက်ကွဲခဲ့တာပါတရွေကျေးရွာတွေကိုလက်နက်ကြီးလေးလုံးကြားရောက်ခဲ့ပြီးငပြည်ကျွန်းကျေးရွာတွေကိုလက်နက်ကြီးနှလုံးကြားရောက်ခဲ့ပါတယ်ဒီပောက်ကွဲမှုတွေကြောင့်တရွဲကျေးရွာကဒေသခံ9ဦးနဲ့ငပြည်ကျွန်းကျေးရွာကဒေသခံ2ဦးစုစုပေါင်း6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ဒဏ်ရာရသူတွေထဲမှာပြင်းထန်ဒဏ်ရာရရှိသူတွေလည်းပါဝင်တယ်လို့သိရပါတယ်။ပေါတော်မြို့နယ်မှာအခုလိုအရက်သားပြင်းမထားတိုက်ခိုက်ခံရတာဟာဇက်တိုက်ဖြစ်ပွားနေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၈ရက်နေ့ကလည်းစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံသုံးလုံးကျဲချခဲ့တယ်လို့စစ်တနက်တွင်နဲ့ပါ ပြစ်ခတ်ခဲ့တဲ့အတွက်ဒေသခံတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ရှင်။